မင်္ဂလာပါခင်ဗျာတူတာထွေလာ YouTube Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့မျက်နာပေါ်ကအစီပြန်တဲ့ပြဿနာ မကြာခဏထွက်လာတဲ့ web channel အဖုပိတ်တွေပြီးတော့စတင်ပေါ်လာတဲ့အရေးအကြောင်းတွေနဲ့မျက်နာမဲညက်တာတွေအတွက်တမျိုးတည်းသောသဘာဝဆေးနီကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီနီလန်းကဈေးလဲတက်တာသလိုဘေးဒရက်ဆူချိုးလဲနေပါတဲ့လဖက်စင် green tea လို့ခေါ်တဲ့လဖက်6ကိုအသုံးပြုမှာပဲဖြစ်ပါတယ်ဖန်ရည်လို့လည်းပြောနိုင်ပါတယ် ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပြီးသွားရင်တော့မဲဆီတို့ရဲ့အသားတွေက ဖြူဝင်းဆိုပြီးအစီကင်းစင်ပြီးတင်းရင်းလာစီမဲ့လက်ဖက်ချောက်ရဲ့လူဝတ်ချက်တွေကိုသိရှိသွားမှာပါပထမဆုံးအနေနဲ့ဘသူတွေအတွက်ဒီနီလန်းကအကောင်းဆုံးလဲဆိုတာပြောပြခြင်းပါတယ်မိတ်ဆွေရဲ့မျက်နှာဟာနေကင်ဘတ်မှာရောညာဘတ်မှာပါအစီတွေစိမ့်ထွက်နေတိုင်းရင်ရောင်ရဲနေတဲ့အဖူအပိတ်တွေမကြာခဏထွက်နေရင်ပြီးတော့မျက်နှာသားတွေကမိုင်းမိုင်းမဲမဲထိနေရင် ဒီလက်ဖက်ချောက်နီလန်းကမိတ်ဆွေအတွက်အကောင်းဆုံးတဘာဝစေနီးထူကြောင်းအာမခံပါတယ်ခင်ဗျာလက်ဖက်ဆိုင်ရဲ့ဆေးဖက်ဝဲအကျိုးကျေးဇူးကဲလက်ဖက်ချောက်ကဘာကြောင့်ဒီပြဿနာလီမျိုးလုံးကိုဖြေရှင်းနိုင်ရတာလဲသိမှန်နေကြအကြောင်းပြချက်ထုံးချက်ရှိပါတယ်အစီထင်းချုပ်ခြင်းအစီပြင်းခြင်းအတွက်လက်ဖက်ဆိုင်မှာထန်ဒင်လို့ခေါ်တဲ့ဓာတ်ငြိမ်းပါဝင်ပါတယ်ဒီဓာတ်ကချွေးပေါက်တွေကိုကျုံစေသည် အစီထုတ်လုံးမှုကိုတိတိတသားရုပ်အကျစေတဲ့အတွက်အစီပြင်းတာနဲ့ဝက်ချန်ထွက်တာကိုကာကွယ်ပေးပါတယ် ိုမင်းရင်းရောမှုကိုတားဆီးခြင်းအရေးအကြောင်းအတွက်လက်ဖက်စိမ်းဟာအန်တီအောက်ဆီဒန့်ဓာတ်တွေရဲ့ဘယင်လို့ခေါ်ဆိုနိုင်တဲ့ EGCG လို့ခေါ်တဲ့ဓာတ်တမျိုးနဲ့ပြည့်နေပါတယ်ဒီဓာတ်တွေကအသားအရေကိုပျက်စီးစေတဲ့ free radicals တွေကို တိုက်ထုတ်ပြီးကောလာဂျင်ဓာတ်ကိုမြင့်တင်တယ်လို့အသားအရေကိုတင်းရင်စေကာအရေးအကြောင်းတွေကိုလျော့ပါစေပါတယ်အသားအရေကြီးလင်းခြင်းမဲညစ်ခြင်းအထက်လက်ဖက်ချောက်မှာပါတဲ့ကက်ဖေးအင်းနဲ့အန်တီအောက်ဆီဒန့်တွေကမျက်နှာပေါ်ကအမဲဆက်တွေ နေလောင်တာတွေကိုတက်တာစီပြီးမျက်နာကိုတောက်တောင်ဆိုးပြီးစေပါတယ်။လက်ဖက်ချောက် တိုနာပြုလုပ်နီဒီတော့ဒီစွမ်းအားတဲ့အပြည့်ပါတဲ့လက်ဖက်စင်းကိုဘလိုမျိုးတိုနာအနေနဲ့ကိုယ်တိုင်ပြုလုပ်ကြမလဲဆိုတာအစင်းစင်ပြောပြပေးပါမယ်။ဒီတိုနာကညာဘက်အစီပြန်တဲ့သူတွေအတွက်အကောင်းဆုံးပါမယ်။ပြင်းစင်ရန်လိုအပ်တော့ပစ္စည်းများရင်းနှွေးချမ်းတုပ်တဲ့လက်ဖက်ချောက် green tea leaves လက်ဖက်ရည်စွမ်းနှစ်စွမ်းငှက် ရေနွေးပူပူတခွက်စာလေလုံးအောင်ပိတ်နိုင်သောပလင်သို့မဟုတ်ဘူးတလုံးပြုလုပုံ အစင်းစင်းရေနွေးပူပူကို ခွက်တဲထိပ်ပြီး30စက္ကန့်ခန့်စွန့်ပါရေနွေးအရမ်းမပူစေဖို့အပူချိန်အနှန်းငယ်ရော့ချသွားဖို့လိုပါတယ်လက်ပချောက်နှစွန်းကိုရေနွေးထဲထိပ်ပြီး9မိနစ်ခန့်သာ စိမ်ထားပါ9မိနစ်ထဲပိုမစိမ်ပါနဲ့အချိန်ကြာသွားရင်ခါတက်များလာပြီးအသားတွေကိုဆွန့်တင်စေနိုင်ပါတယ် လက်ထည့်အရေးကိုအဖက်တွေကင်းစင်အောင်စစ်ထုတ်ပြီးပလင်းလက်ထည့်ကရေခဲတိတတဲ့မှာအေးအောင်ထားပါဒီတိုနာကိုအရေးခန့်လက်မှာအများဆုံး9ရက်အထိသိမ်းဆည်းနိုင်ပါတယ်အတုံးဖြူပုံညဘတ်မျက်နှာသက်ပြီးနောက်ကွမ်းစလေးကိုယူပြီးဒီလက်ဖက်စိမ်းတိုနာကြီးကိုဆွတ်ပါအစီအပြန်ဆုံးနေရာတွေထည့်တဲ့နဖူးတီဆုံးနဲ့နှာခေါင်းတစ်ဝိုက်ကိုတေချာပွတ်တိုက်ပေးပါမျက်နှာအနှံ့ကိုလည်းလိမ့်ပေးနိုင်ပါတယ် ပြီးရင်တော့ရေပြန်ဆေးစရာမလိုပဲအသားထဲစိတ်ဝင်အောင်ထားလိုက်ပါညစဉ်ပုံမှန်သုံးပေးခြင်းအောက်ရှင်ခုနှစ်ရက်အတွင်းမှာ အစီပြန်တာတွေတိတိတတ်တာယော့နေလာတာကိုတွေးရပါလိမ့်မယ်လဖက်စင်းကိုတွန်းနာအပြည့်အရေးကြောင်းတဲ့မင်းညစ်တာတွေအတွဲပူမူအာနိတင်ပြင်းတဲ့နီလန်းတွေနဲ့လည်းအသုံးပြုနိုင်ပါသေးတယ်တင်းရင်စေသောမျက်နှာပေါင်းတဲ့နီမန့်စ်လဖက်စင်းနဲ့ဆန်မုံလဖက်စင်းတွန်းနာနှွဇွန်း ဆံမုံတူဦးတိုးကိုရောပြီးအညစ်ပေ့စ်ဖီအောင်လုပ်ပါဆံမုံကအသားအရည်ကိုဖြူစင်စေပြီးတင်းရင်စေပါရဲ့ဒီအနစ်ကိုမျက်နှာပေါ်မှာမင်းတနစ်ဆက်ခါထားပြီးနောက်ရေနွေးနွေးလေးနဲ့ညင်းသားလွှာဆေးကြော်ပါတပတ်မှနှစ်ကြိမ်ပုံမှန်လုပ်ပင်းရင်အရေးအကြောင်းတွေတက်တာလာပါလိမ့်မယ်ကဲမိတ်ဆွေတို့ရေဒီနေ့မျှဝေပေးခဲ့တဲ့လက်ဖက်စိတ်နီလန်းကိုတလားခန့်ပုံမှန်ထုံးဆွေးကြည့်ပါလို့တိုက်တွန်းချင်ပါတယ်ပေးခဲ့တဲ့အစီအပြံအဖို့အပိတ်မင်းညစ်အရေးအကြောင်းခေါ်တဲ့ပြဿနာ၄မျိုးစလုံးကို တတလာစင်မဲ့အကောင်းဆုံးရလဒ်တွေကိုမိတ်ဆွေရရှိလာမှာတေးကြပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့ယူဆရင် like လုပ်ပြီးကိုယ်တငယ်ချင်းတွေကို share ပေးဖို့တောင်းဆိုပါရစေနောက်ချက်ဘလို့အလပါနီလန်းနီကိုသိကျင်လဲဆိုတာကိုလည်းကိုမမရေးသားခဲ့ပေးပါအောင်နော်နောက်ထပ်ဗီဒီယိုတွေတင်တိုင်းအချိန်မီတိရအောင်လို့ကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe လုပ်ထားပေးဖို့မိသားရက်ခံရင်ဒီနေ့အတွက်တော့ဒီမှာပဲနေကုန်ချူပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာ ပြန်လည်ဆုံတွေ့ပါမယ်